ုင်းပဲလူတိုင်းလူတိုင်းလူတိုင်းမှာကိုကပြုတ်မှုတဲ့အပြုတ်မှုတွေဆိုတာရှိတယ်။နှုတ်ကပြောတဲ့စကားလုံးတွေရှိတယ်။စိတ်ကတွေးတဲ့အတွေးတွေဆိုတာရှိတယ်။ဒီပြုတ်ကိုကြီးတဲ့မိတ်ဆွေကတူးတက်ပြောင်းလဲခြင်းနဲ့ဆိုရင်ဒီသုံးခုစလုံးကောင်းဖို့ရအတွက်လိုအပ်တယ်။အဲ့လိုကောင်းဖို့ရအတွက်တိကိုတိထားရမယ့်အရာတစ်ခုကမော်လို့ရဲ့ကိုရဲ့နှုတ်ရဲ့စိတ်ဒီသုံးခုစလုံးမှာကို့အတွက်အကျိုးမရှိစေတဲ့ ပက်တန်ဟောင်းတွေဆိုတာရှိပါတယ်။အဲ့ဒီပက်တန်ဟောင်းတွေကိုရိုက်ချိုးနိုင်တော့မှသာလေလူသစ်စိတ်သစ်အတွေးသစ် idea အသစ်လုံးရအသစ်တွေနဲ့ရလက်အသစ်တွေကိုရရှိပိုင်ဆိုင်ပြီးတော့မှစိတ်သစ်ဘဝသစ်ကိုရရှိပိုင်ဆိုင်မှာပဲဖြစ်ပါတယ်။အဲ့ဒီပက်တန်ဟောင်းတွေကိုရိုက်ချိုးတဲ့နေရာမှာအသုံး ့ဆုံးအရာကတော့အတုံးချစိတ်ပညာလို့ခေါ်တဲ့ neural linguistic programming ပါပဲ။ဒါကြောင့် NLP ဆိုတာအဲ့ကိုယ့်ရဲ့ကိုယ်ရဲ့နှုတ်ရဲ့စိတ်ဒီသုံးပါးစလုံးကိုတုံးပြီးတော့မှကိုလိုချင်တဲ့ဘဝရရှိအောင်ဖန်တီးယူခြင်းက NLP လို့ဘုံကတော့ခင်ပါတယ်။ အချိန်ထဲမှာပဲဒီပညာရက်ကိုလေ့လာခြင်းနဲ့ဆိုလို့ရှိရင်ပညာလက်ဆောင်ပေးထားတဲ့ NLP အခြေခံ online training မှာပြန်နေပြီးတော့မှဆုံးဖြတ်ပါအောင်မယ်။ကျေးဇူးအများကြီးတင်ပါတယ်။အမြဲတမ်းမှတ်ထားပါ Hero is you